ကျွန်တော်ဘဝမှာတခါမှအဲ့လောက်ကြီးရဲ့ခံခေါ်ပဲမမြင်ဘူးသူကလေညောင်းမင်းတပင်စာလောက်ရှိတယ်သူတို့ဘလို့ရှာထားလဲတော့မသိဘူး prediction ကကြီးလိုက်တော့အော်ဒါခံခေါ်ပဲနားလို့တော့ဖြစ်တယ်ပေါ့နော်အပင်ကြီးကလည်းအကြီးပြီးတော့အဲ့မှာအဲ့ပင်မှာမွေတွေလည်းရှိရဲအဲ့အမျိုးတကယ်အဲ့မွေတွေကိုလည်းကျွန်တော်မညိုက်ခင်ကဒီဆက်ဖွဲ့ရေအကုန်လုံးကအဲ့မွေဒုတ်တီနဲ့ထိုးပြီးဖယ်ရရလည်းရှိရဲပိတ်တက်ကိုမပြရှင်နဲ့တောင်းနေပါလေရှိရပေါ့အဲ့တောင်းနေကြတော့ CGI နဲ့ဖျောက်ပြီးတော့ဟိုအဓိကကတော့စိုးချစ်ရဲ့ခင်မီတင်ရဲ့ ဇက်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ရဲ့ character လေးကပရိသတ်တိထားမိမဲ့ character ဖြစ်တယ်ပြီးတော့ character ကလည်းကိုဝိုင်းဖြစ်တယ်အဲပြီးတော့စာရေးဆရာမင်းလူရဲ့ဝတ္ထု ဖြစ်တယ်ဆိုတဲ့အခါမှာဒီဇက်ကိုကျွန်တော်ရိုက်ကိုရိုက်ရမှာပါဒီကဲလိုပဲရအောင်နင်းချင်းပြောရဲလားဒီချင်းလေးတိုင်းမှာကိုတည်းရာဆရာတွေကန်ကုန်ကြီးက ကိုဝိုင်းနဲ့ဆုံတွေ့တာကဒုတိယအကြိမ်မြောက်ပါရှေ့မှာပထမအဆုံးသမရာရီတန်ပေးစာဆိုပြီးရုပ်ရှင်ရိုက်နေပါတော့မမရရပဲကျွန်တော်ကန်ကော်နီကိုဘီလင်းမှာသွားရိုက်တဲ့အချိန်ကဘီလင်းမှာဆရောက်ပြီးရိုက်တဲ့နေရာရန်ကုန်နဲ့မြန်မာတိုင်းနိုင်ငံလုံးမှာအဲ့ဟိုကန်ကော်နီအသမရာရီတန်ပေးစာစတင်နေနေပေါ့အင်းမတရားဖြစ်တယ်ဘာလို့မတရားပို့ဖြစ်လဲဆိုတော့အဲကျွန်တော်ဘဝမှာကန်ကော်နီက သုံးကားမြောက်ပထမအဆုံးကင်မရာရှိမှစပြီးတရုပ်ဆောင်ဖူးတဲ့ရုပ်ရှင်ပေါ့နော်ကျွန်တော်ဗီဒီယိုခစ်ကိုလည်းမမီဘူးရုပ်ရှင်နဲ့ပဲစရိုက်တဲ့အခါမှာအသုံးကားမြောက်စရိုက်ဖူးတဲ့ဇလန်းပေါ့နော်ဆိုတော့အခု9နှစ်ကြာမှရုံပြောင်းတင်တော့ကျွန်တော်ဟိုတရက်က family show တော့ကြည့်ရကြည့်ရငယ်ငယ်လေးကိုကိုအဲ့လိုကလေးလေးလိုမျိုးတယောက်လိုခံစားတွေ့တယ်။အင်းဂန်းကောင်မနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘက်မှာအမှတ်တရတော့မရှိဘူး။ဒါပေမဲ့ ပန်းနာမည်နဲ့ရိုက်ဖူးတဲ့ရုပ်ရှင်ကတော့ပမောက်ဆုံးပါမှန်တကယ်ဆိုလို့ရှိရင်ဒီကန်ကွန်ဒီဆိုရုပ်ရှင်ကရုပ်ရိုက်ပြီးကြတဲ့တနည်းနည်းလောက်မှတင်တင်တာပေါ့နော်ဆိုတော့ဒါပေမဲ့အကြောင်းကြားရအဖြစ်ပြက်တွေအများကြီးဖြစ်သွားတော့အခု9နှစ်ကြာမှရုံတင်ခွင့်ရရပေါ့နော်ဒါပေမဲ့9နှစ်ကြာမှရုံတင်ခွင့်ရပြီမဲ့လည်းအဲကန်ကုန်ဒီကိုစောင့်မျှော်နေတဲ့ပြည်သက်တွေအများကြီးရှိရဆိုတာသိရတယ်။အခုကန်ကုန်ဒီတင်တော့မင်းဆိုတော့အော်ခုနှစ်ကြာမှစောင့်ရတဲ့ဇက်ကဆိုတာကျွန်တော်တို့မပြောခင်ကတည်းကပြည်သက်တွေပြောတဲ့စကားလုံးတွေကိုလည်းကြားရတယ်ပေါ့နော်။ဆိုတော့ စောင့်မိနေတဲ့ပိတ်သက်တယောက်ချင်းစီတိုင်းအောင်လဲကျေးဇူးအများကြီးတင်ပါတယ်စောင့်မိုးဆက်ကိုပြောဟုတ်အမှန်တိုင်းပြောရရင်လေဒီကန်းကော်နီမှာလဲကျွန်တော်စီနေက အများကြီးရောမပေါအောင်ဟိုအဓိကကတော့စူးချစ်ရဲ့ခင်မီတင့်ရဲ့ဇက်ပေါ့နော်ဒါပေမဲ့လဲကျွန်တော်ရဲ့ character လေးကပိတ်သက်တတိထားမိမဲ့ character ဖြစ်တယ်ပြီးတော့ director ကလဲကိုဝိုင်းဖြစ်တယ်အဲပြီးတော့ဆိုင်းဆရာမင်းလူရဲ့ဝတ္ထုဖြစ်တယ်ဆိုတဲ့အခါမှာဒီဇက်ကိုကျွန်တော်လက်ကိုရိုက်ရမှာပါအမ် ပြိတ္တကြိုက်တဲ့အဲစာဖတ်ပြိတ္တကြိုက်တဲ့ဝတ္ထုတပုတ်ကိုရိုက်ရပြီဆိုအရန်တာဝန်ကြီးရဲ့ဆိုတော့ရိုက်ချင်တာပေါ့ဟုတ်음စင်အန်တပင်တတအန်တပင်အမပြောလို့တပင်တတလည်းကျွန်တော်တို့အမတ်တရအများကြီးရှိတယ်ဆိုတော့အဲ့တပင်ကြီးကကျွန်တော်ဘဝမှာတစ်ခါမှအဲ့လောက်ကြီးရဲ့ခံခေါ်ပဲမမြင်ဘူးတော်လေညောင်းမင်းတပင်စာလောက်ရှိတယ်သူတို့ဘလို့ရှာထားလဲတော့မသိဘူး production ဘက်ကဆိုတော့ဘီလင်းမှာတွားရတဲ့အချိန်မှာတိထကြီးလိုက်တော့အော်ဒါခံခေါ်ပဲနားလို့တော့ဖြစ်တယ်ပေါ့နော်ဆိုတော့ အပင်ကြီးကလည်းအကြီးပြီးတော့အဲ့မှာအဲ့ပင်မှာမွေတွေလည်းရှိရဲအဲ့လိုတကယ်အဲ့မွေတွေကိုလည်းကျွန်တော်မြိုက်ခင်ကဒီဆက်ဖွဲ့ရေအကုန်လုံးကအဲ့မွေဒုတ်တင်နဲ့ထိုးပြီးဖယ်ရရလည်းရှိရဲဆိုတော့အပင်မှာလို့ခါချင်းနေပါလေလားအဲ့လိုမျိုးအကောင်ကြီးလည်းအများကြီးပဲအဲ့ဒီတိပင်မှာတက်ပြီးရိုက်ရမယ်စင်းဆိုကျွန်တော်ညာပိုင်းရိုက်တာပေါ့နော်ညာပိုင်းရိုက်ခါကျတော့တိပင်မှာတက်ရတဲ့အချိန်မှာကိုကသာ acting တွေလုပ်နေတာအစိုးကြီးရဲမှာအင်းကြီးရဲမှာပါပြည့်စစ်တွေကပြီးနေ ဆိုပါလေအဲရုပ်တွေကိုလည်းဖုံးဖိရဒါတော့ကိုယ့်ရဲ့အနောက်ွယ်ကပိတ်တယ်မသိရဲ့အမှတ်တရတွေပေါ့နော်အမ်ပြန်ကြည့်ရဲ့အချိန်မှာတော့ဖြစ်ခဲ့လို့ထင်ပါဘာလို့ဆိုတော့ဟိုဆယ်နှစ်ကျောင်းသားဘဝတုန်းကကျွန်တော်တို့တော်တော်လေးကိုငယ်တယ်ပေါ့နော်အဲ့ဒီထဲမှာအခုပြန်ကြည့်လိုက်တော့လေချမ်းမြေလိုပေါက်စားလေးကိုမြင်နေရတယ်လို့ပဲအခုရောက်နေတော့တခြားစီပဲပေါ့နော်ဆိုတော့ပိတ်သက်လည်းရတာတမျိုးမြင်ရမယ်ထင်တယ်ဟုတ် အခုကန်းကောနေရမြန်မာတိုင်းနိုင်ငံလုံးမှာ14ရက်နေ့ဆိုရုံစတင်တော့ပဲပေါ့နော်ဆိုတော့ ပြည်သက်တွေအများကြီးလာပြီးတော့အကြည့်ရှုအားပေးကြပါဘူး